တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ April 1ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ငလင်ကျောက်တောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားများအတွက်အထူးစိုးရိမ်လို့ NUG ပြောအိုးဘိုထောင်မှာငလင်တန်ကျောက်အဆောက်အအုံပြိုကျပြီး၄ဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအလဲပိုင်းမှာ မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်စစ်ကောင်စီကမတရားအကျဉ်းချထားတဲ့ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအခြေအနေကိုအထူးစိုးရိမ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်။ယနေ့ပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းခုနှစ်မြင်းဆောင်2025မှာ၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။ငလင်တန်းကြောင်မန္တလေးအိုးဘိုထောင်မှာအဆောက်အုံအချို့ပြိုကျပျက်စီးတယ်လို့သိရပါတယ်။ ဒီလိုအခြေအနေမှာမတရားထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်တံပရဥဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခြေအနေစိုးရိမ်စရာမရှိဘူးဆိုတဲ့သတင်းအစအနတချို့ရပေမဲ့တဟာလဲရန်နုံးပြည်တေကြတဲ့ကိစ္စမဟုတ်တာကြောင့်တိတက်ပိုပြီးတေကြတဲ့သိရှိမှုလိုအပ်ပါတယ်လို့ဥနေဖုံးလက်ကဆိုပါတယ်အကြံဖက်စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်မှာချုပ်နှောင်ထားပြီးတမရဥဝင်းမြင့်ကိုတောင်ငူထောင်မှာအချင်းချထားပါတယ် လက်တလောနိုင်ငံရေးအကျဉ်းသားများကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားတဲ့မန္တလေးဥပိုလ်ထောင်မှာငလင်လုတ်ကတ်ချိန်အဆောက်အုံပြိုကျပြီး အနည်းဆုံးလူ၄ဦးသေဆုံးကြောင်းထိခိုက်ဒဏ်ရာရရှိသူ၁၂ဦးထိရှိနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဥဆောင်ကော်မတီကိုတိုက်ထွန်းဦးကပြောပါတယ်။ဒါအပြင်ပြိုကျလူစဲထောင်အကျဉ်းဆောင်များမှရှိတဲ့အခန်းတွေမှာအကျဉ်းသားပေါင်း160ခန့်ကိုအတင်းထိုးထည့်ထားကြောင်းအကြံဖက်စစ်ကောင်စီအနေနဲ့အကျဉ်းထောင်တွင်သေဆုံးမှုကိုစနစ်တကျအတိအပြုထုတ်ပြန်ရန်လိုအကြောင်း၎င်းကထောက်ပြပြောဆိုပါတယ်။စစ်ကောင်စီထုတ်ပြန်ထားတဲ့လူဦးရေအရေအတွက်ထဲမှာအကျဉ်းထောင်တွင်ကသေဆုံးတဲ့လူတွေပါတယ်မပါဘူးဆိုတာသိဖို့လိုအပ်ပြီးမှ တကယ်လို့ပါရယ်ဆိုရင်တော့စနစ်တကျနဲ့အတိပြုတ်မှုထုတ်ပြန်မှုလိုအပ်တယ်။ဒီလိုမထုတ်ပြန်ခြင်းဟာအကျဉ်းထောင်တွင်တည်ဆုံးမှုတွေကိုစစ်ကောင်စီအနေနဲ့တည်င်းဖုံးထားတဲ့ဟာကိုလုံးဝလက်မခံနိုင်ဘူး။အကျဉ်းထောင်တွင်တည်ဆုံးမှုအရေးအတွက်ဘလောက်တည်ဆုံးထားတယ်ဆိုတာရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောကြားပါတယ်။အကျဉ်းထောင်အတွင်းမှာရှိတဲ့အဆောက်အုံနဲ့အုပ်ရိုးတွေမှာငကူမူလာကလေးကကြန့်ခိုင်မှုနေပါပြီ။အဆောင်များမှာပြိုကျလူဆဲဆဲအဆောင်များဖြစ်ကြောင်း နှစ်ကာလရှည်ကြတဲ့အဆောင်များဖြစ်တဲ့ပြင်လူဦးရေများစွာထားတဲ့အတွက်အဆောင်များရဲ့ခန္ဓာရည်အားဟာငကိုမူလာကလေးကအားနည်းနေခြင်းဖြစ်ကြောင်း၎င်းကထောက်ပြပါတယ်။ဒါအပြင်ငလင်လုတ်ချိန်မှာအချင်းထောင်တန်းပိတ်ချိန်ဖြစ်ပြီးငလင်နှစ်ချိန်လုံးပြီးသွားတဲ့အချိန်အတော်ကြာမှသာအချင်းသားတွေကိုတကားပွင့်ပေးရအပြင်ထွက်ခိုင်းကြောင်းငလင်ကြောင့်အချင်းထောင်အဆောင်နယံများမျက်နှာချက်များပြိုကျပြီးထိခိုက်မိသူများရှိကြောင်းနိုင်ငံရေးအချင်းသားမိသားစုဝင်တချို့ကဆိုပါတယ်။ကျွန်တော်အကိုကအုပ်ဘိုထောင်မှာအကြံဖတ်ပုံမှန်နဲ့ထောင်ကျနေတာပါ။ မတ်လ28ညပိုင်းမှာအဆောင်နဲ့ပြန်မဝင်ပဲအပြင်ထွက်အိတ်ချင်ပါတယ်လို့မနေတောင်းမှန်ပြောကြတဲ့လူအုပ်ကြီးကိုထောင်ကကြောက်ပြီးအပြင်မှာအိတ်ခွင်ပေးပါတယ်။မတ်လ29ရက်နေ့မှာအဆောင်နဲ့ကိုဇွတ်အတင်းပြန်ဝင်ခိုင်းပါတယ်။တော့ကိုတော့ဖွင့်ပေးထားမယ်ပြောတယ်။မဝင်ချင်းကြောင့်ပြောတဲ့အခါအပြင်မှာစစ်တပ်တက်ဆွဲထားတဲ့အခုလှမ်းခေါ်လိုက်မယ်ဆိုပြီးချင်းချုပ်ပါတယ်လို့နိုင်ငံရေးအကျဉ်းသားရဲ့မိသားစုဝင်ကပြောကြပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြောင့်သခိုင်းတက်မှ၃၃အဆောက်အုံများပြိုကျကတေဆုံးမှုများရှိပေမဲ့လည်းဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကေစရေးမလုပ်ပဲလုံခြုံရေးယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမြင်ကလင်ကြောင့်မြို့တွင်း၈၀ရာခိုင်နှုန်းခန့်ထိကိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီရဲ့တက်မှ၃၃အတွင်းအဆောက်အုံများပြိုကျပြီးတေဆုံးမှုများရှိကြောင်းသိရပါတယ်။သခိုင်းမြို့အပြင်မှာအခြေစိုက်ထားတဲ့တက်မှ၃၃ကအဆောက်အုံတွေပြိုကျပြီးလူထိကိုက်တေဆုံးမှုရှိတယ်လို့ဒဏ်ရာရနဲ့တေဆုံးစရင်ကိုစီစဉ်နေကြောင်းပိုကြီးစင်ရောကပြောဆိုပါတယ်။ မျက်မြင်အနေနဲ့ကတော့တက်ဝင်မုတ်ဦးနဲ့တက်မျက်နှာခြံစည်းရိုးတွေအကုန်ပြိုကျသွားတယ်။အဲ့ဒါတွေကိုပြန်ကားဖို့အသေးအတန်လုပ်နေကြတာပြူစောထီးတွေလည်းငလင်လုတ်တဲ့ရက်မှာညင်သွားပြီးအခုပြန်ကင်းလဲ့နေတယ်လို့တရင်အရင်မြစ်ကပြောပါတယ်။တက်အဝင်မုတ်ဦးနဲ့တက်မျက်နှာခြံစည်းရိုးများပြိုကျပျက်စီးသွားပြီးတဲ့အိမ်များနဲ့ဘန်ကာပြုတ်လုပြီးလုံခြုံရေးယူထားကြောင်းသိရပါတယ်။ငလင်လုတ်ခတ်မှုစတင်ဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့မှာတက်မ33နဲ့စကိုင်းမြို့အတွင်းမှာပြည်သူစစ်တွေရဲ့လှုပ်ရှားမှုမတွေ့ရဘဲယမန်နေ့မတ်လ31ရက်နေ့မှာစပြီး ပြူစောတီအဖွဲ့ဝင်တွေဟာစကိုင်းမြို့နယ်အတွင်းမှာအိမ်စည်းကားတွေနဲ့ကင်းပြန့်လှည့်နေကြောင်းဒေသခံများထံမှသိရပါတယ်။စစ်ကောင်စီဟာတမထဌာနချုပ်ကိုဝင်တိုက်မယ်ဆိုတဲ့တရင်ရထားတဲ့အတွက်ငလင်ဘေးတန်တဲ့ပြည်သူတွေနဲ့ပိတ်မိတည်ဆုံနေသူများကိုကယ်ဆယ်ရေးမလုပ်ဘဲမျက်ကွယ်ပြုတာစစ်ရေးအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတမတုံးတုံးဟာစကိုင်းမြို့အတွင်းကုညီကေစရေးလာရောက်လှုပ်ဆောင်သူများကိုကြက်မတ်စစ်ဆေးနေပြီးစံနဲ့ရေစတဲ့အခြားစားတောက်ကုံတွေကိုတွားရောက်ကူညီတဲ့နေရာကိုမပို့ဘဲတမထားနောက်ချုပ်ထဲကိုယူသွားကြောင်းကေစရေးလှုပ်ဆောင်နေသူတို့အထံမှသိရပါဗျာ။ ငလင်ကြောင်စကိုင်းမြို့ရဲ့80ရာခိုင်နှုန်းမှာပျက်စီးသွားပြီးတည်ဆုံးသူတွေကိုအပျက်စီးပုံများအောက်မှကယ်ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက်မြို့တွင်အပုပ်နှံများစတင်ထွက်ပေါ်နေပြီဖြစ်ကြောင်းမြို့ကံများထံမှသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကရင်နီမှာငလင်လှုပ်ပြီးနောက်ပေတရာကျော်အနက်ရှိတဲ့မြေချင်းကြီးတစ်ခုထူးခြားစွာဖြစ်ပေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်မှာငလင်လှုပ်ခတ်ပြီးနောက်ပိုင်းပီတရာကျော်အနက်ရှိတဲ့မြေချင်းကြီးတစ်ခုထူးခြားစွာဖြစ်ပေါ်နေတယ်လို့သိရပါဗျ။မတ်လ28ရက်နေ့ကငလင်လှုပ်ခတ်ပြီးနောက်တနေ့မတ်လ29ရက် ညနေ3:00နာရီခန့်မှာစတင်ကကရင်ပြည်နယ်ဒီမော့ဆိုအနောက်ချမ်းတနေရာမှာယခုကဲ့သို့ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့ကရင်လူထုအတန်ကယနေ့ဧပြီ1ရက်နေ့မှာပေါ်ပြထားပါတယ်။ကျင်းကြီးရဲ့အကြေမှာပေတရာပတ်လည်နှီးပါနဲ့အနက်ပေတရာကျော်ရှိပြီးယနေ့အထိဆက်လက်တိုက်စားပြိုကျနေစေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မက်လ28ရက်နေ့မွန်လ12:52မိနစ်မှာမန္တလေးစကိုင်းနေပြီးတော့ပဲခူးမကွေးနဲ့ရှမ်းပြည်နယ်မှာရှိတဲ့ဒေသတချို့မှာပြင်းအားရေဂျစတာစကေ9.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်ကရင်ပြည်နယ်ရှိ ဘာသာရေးအဆောက်အအုံတချို့ပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒီမော့ဆုအနောက်ဘက်ချမ်းမှာရှိတဲ့နတ်ဆန်ဘူးချောင်းဟာလည်းသုံးပေကျော်ရေကျဆင်းခဲ့တယ်လို့ရေမြအယောင်ပြောင်းကယခုထိအသုံးပြုရမရသေးဟုလဲကရင်နီလူထုအတန်ကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြောင့်တည်ဆုံးသူ2395ဦးထိရှိလာပြီးပြည်သူ၈သန်းခွဲကျော်ထိခိုက်စကိုင်းမြို့နယ်အတွင်းဝမ်းပြဲဝမ်းလျှောရောကဖြစ်ပွားမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးနဲ့စကိုင်းတို့ကိုအခြေပြုတ်ကလှုပ်ကပ်ခဲ့တဲ့ငလင်ကြောင်းတေဆုံးသူ2395ဦးထိရှိလာပြီးပြည်သူ၈တန်းခွဲကျော်ထိခိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNR ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ကပ်ခဲ့တဲ့ငလင်ကြောင်းဒိုက်ရိုက်ထိခိုက်ခံစားခဲ့ကြရတဲ့ပြည်သူစုစုပေါင်း85,6255ဦးရှိပြီးအရေးပေါ်အကူအညီများလိုအပ်နေကြောင်းစကိုင်းမန္တလေးလမ်းပိတ်ချင်း မြေကူးတရားနဲ့ချင်းကက်လမ်းများပျက်စီးခြင်းတို့ကြောင့်ကုန်စီစစ်စစ်မှုရပ်တန့်ကကုန်စီရှားပါခြင်း73စီနဲ့အခြားကုန်စီဈေးနှုန်းများမြင့်တက်နေကြောင်း စစ်တပ်ကတင်းမောနဲ့ကုံကားများကိုစစ်ဆေးခြင်းနဲ့ဖျက်ဆီးခွင့်ပိတ်ပင်ခြင်းတို့ကြောင့်အရင်ရိတ်ခါပြန်လည်ဖြစ်တင်းနိုင်ခြင်းမရှိတဲ့အတွက်စာနယ်ရိတ်ခါပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း NUG ကသတိပေးပါတယ်။ဒါ့အပြင်မန္တလေးနဲ့စကိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တချို့မှာငလင်ကြောင့်မြေများအကွဲကမြေအောက်မှာရေများပန်းထွက်ခြင်းတွင်းရေများမှာရေမထွက်တော့ခြင်းရေများအယောင်ပြောင်းလဲခြင်းတို့ကြောင့်တောက်သုံးရေအတွက်အခက်အခဲများစွာဖြစ်ပေါ်နေပြီးစကိုင်းမြို့နယ်မှာရေမတန်ရှင်းခြင်းကြောင့်ဝမ်းပြက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိကြောင်းသိရှိရပါတယ်။ လုံခြုံရေးပိုင်းအနေနဲ့လဲစကိုင်းနဲ့ဘကုတ်တိုင်းတို့မှာကုညီကေစရေးဆောင်ရွက်မဲ့အဖွဲ့အစည်းတွေဟာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့အဖွဲ့အစည်းများထံမှခွင့်ပြုချက်ရယူရခြင်းနဲ့တွားရောက်ခွင့်မပြုခြင်းတို့ကြောင့်ထိခိုက်ခံစားရတဲ့ဒေသခံများမှာအကူအညီမရဘဲဖြစ်နေကြောင်းငလင်ဖြစ်ပြီးနောက်မန္တလေးတိုင်းမှာရှိတဲ့မြို့နယ်တချို့ကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကုညီကေစရေးလုပ်ငန်းများမှာလုံခြုံရေးဆိုင်ရာအန္တရာယ်များကြုံတွေ့နေရကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ အောင်လံမြို့နယ်မကွေးမြို့နယ်နဲ့ပြည်မြို့နယ်တွေမှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်တွေကိုစတင်ဖမ်းဆီးနေပြီးတချို့ကိုစင်ခေါ်ငလင်တန်တင့်ပေမဲ့လည်းစစ်မှုထမ်းတပ်သားစုဆောင်းမှုများဆက်လက်လှုပ်ဆောင်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းအောင်လံမြို့နယ်မကွေးမြို့နယ်နဲ့ပဲခူးတိုင်းပြည်မြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်တွေကိုစတင်ဖမ်းဆီးနေပြီးတချို့ကိုလည်းစစ်မှုထမ်းရန်အတွက်စင်ခေါ်နေကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။အောင်လံမြို့နယ်မှာယခုဧပြီလအတွက်စစ်မှုထမ်းလူငယ်60ဦးပေးရမယ်လို့ အောင်လံမြို့မှပြူစောတိခေါင်းဆောင်မြင့်လွင်အငိမ့်စားအရာခံဘူကအတိပေးလာပြီးစစ်မှုထမ်းရန်အလှည့်ချမဲပေါက်ထားသူများကိုစစ်တင်တဲ့အကြောင်းကိုတွားရောက်ရန်စစ်ခေါ်ကြောင်းသိရှိရပါတယ်။စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ကြိုတင်ပြင်ဆင်ထားဖို့စပြီးခေါ်နေပြီးဒီတချံကြော်တာနဲ့တွားရမယ်ဆိုပြီးအတိပေးတယ်။အဝေအစားစေးလိုအပ်တာအကုန်ထုတ်ပိုးပြင်ဆင်ခိုင်းတယ်လို့အောင်လံမြို့မှပြည်သူတို့ကပြောဆိုပါတယ်။ရခင်မက်စလာအတွင်းကလည်းအောင်လံမြို့နယ်မှာစစ်မှုထမ်းလူငယ်60ဦးကိုပြူစောတိမြင့်လွင်ဥဆောင်ခေါ်ယူခဲ့ပြီး လူငယ်တချို့မှာမတရားဖမ်းဆီးခံရ၍စစ်မှုထမ်းတင်တန်းကြောင်းကိုပို့ဆောင်ခံခဲ့ရကြောင်းသိရှိရပါတယ်။အလားတူပဲခူးတိုင်းပြည်မြို့နယ်ဝတ်ထီးကန်အရှိတ်ဘက်တလုတ်ပင်အုပ်စုမှာအုပ်ချုပ်ရေးမှူးတန်းစော်ကလာမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်တအုပ်စုကိုငွေကျပ်သိန်း80စစ်မှုထမ်းကြီးပေးရမယ်လို့တောင်းခံလာကြောင်းစစ်မှုထမ်းကြီးပေးမယ်ဆိုရင်ပေါ်တာမဆွရင်အာမခံကြောင်းပြောဆိုပါတယ်။အဆိုပါတလုတ်ပင်ကျေးရွာအုပ်စုမှာယခုဧပြီလမှာစစ်မှုထမ်းကြီးအဖြစ်အိမ်တောင်တစုကိုငွေကျပ်3000ပေးအပ်ရမယ်လို့သိရှိရပါတယ်။ ထို့တူမကွေးတိုင်းမကွေးမြို့နယ်တစ်ရကောက်နဲ့မြင်းကွင်းတိုက်နယ်တွေမှာစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်တွေကိုစတင်ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်လျက်ရှိကြောင်းဒေတာပြည်သူများကပြောဆိုပါတယ်။မတ်လ28ရက်နေ့မန္တလေးစကိုင်းနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေတာတွေမှာငလင်တန်တင့်မှုများဖြစ်ပေါ်နေပေမဲ့စစ်ကောင်စီကစစ်မှုထမ်းတပ်သားများဆင့်ခေါ်မှုကိုရဆိုင်သွားခြင်းမရှိဘဲဆက်လက်ခေါ်ယူလာခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုဗဟိုပြုတ်ပြီးအင်အား၄တပ်မှ၉အဆင့်ရှိတဲ့ ငလင်လှုပ်ကပ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကိုဗဟုပြုပြီးအင်အားလေးတသမကိုအဆင့်ရှိတဲ့ငလင်လှုပ်ကပ်သွားကြောင်းမိုးလေဝသနဲ့ဇလပေရညွန်ကြားမှုဦးစီးဌာနကတရင်ထုတ်ပြန်ပါတယ်။ယနေ့ဧပြီလ1ရက်နေ့မွန်လွဲ2နာရီနဲ့12မိနစ်အချိန်မှာနေပြည်တော်ပုပ္ပတိရီမြို့နယ်ရဲ့မြောက်အရှိမြောက်ဘက်9မိုင်ခန့်အကွာကိုဗဟုပြုပြီးအင်အားရစ်တာစကေးလေးတသမကိုအဆင့်ရှိမြင်ငလင်လှုပ်ကပ်သွားကြောင်းသိရှိရပါတယ်။ငလင်လှုပ်တာတော့သိတယ်၊တိတ်တော်မပြင်းဘူး။ကားမောင်းနေရင်ဆိုတော့လို့နေပြည်တော်မှာနေထိုင်တဲ့ပရဟိတသမားတို့ကပြောဆိုပါရတယ်။ ယနေ့နဲ့တနာ42မိနစ်အချိန်ကလည်းစကိုင်းမြို့ကိုဗဟိုပြူပြီးအင်းအားလေးတသမတစ်အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရှမ်းတောင်မှာငလင်တန်တဲ့အဆောက်အုံများရှေ့မှာပြက်ပြီးရှင်လောင်းလှဲ့မှုဝေဖန်ခံရတောင်ကြီးရှင်ပြုတွင်ပြူစောထီးများလုံခြုံရေးယူပေးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်တောင်ပိုင်းအောင်ပန်းနဲ့တောင်ကြီးမြို့တွေမှာငလင်တန်တဲ့အဆောက်အုံများရှေ့မှာရှင်လောင်းလှဲ့ခြင်းစီတဲအလူပြုတ်လုပ်ခြင်းများအပေါ်လူအများကဝေဖန်ကြပါတယ်။ယနေ့ဧပြီလ1ရက်နေ့နံနက်ပိုင်း အောင်မန်းမြို့နယ်မှာငလင်ကြောင့်ပြိုကျထားတဲ့ဟိုတယ်အောင်မန်းကိုကယ်ဆယ်ရေးပြုလုပ်နေစေရှိမှရှင်ပြူအလူပြုလုပ်လှစ်လေခဲ့ကြပြီးယခုကဲ့သို့လူအများတေးချီပူဆွေးနေရချိန်မှာရင်းတို့ပြုလုပ်ခြင်းအပေါ်ဝေဖန်ကြခြင်းဖြစ်ပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အောင်မန်းဒေသခံအမျိုးသမီးတူကအထဲမှာမိန်းကလေး၃ယောက်ကြံ့နေသေးတယ်ညကအော်နေတယ်တဲ့အဆောက်အုံရှိမှမိဘတွေထိုင်ဆောင်နေတာအာနာသင့်ပါတယ်။တခြားလမ်းကပတ်မသွားဘူးလို့မှတ်ချက်ပေးထားတာကိုတွေ့ရပါတယ်။ ်ထို့သူမတ်လ30ရက်နေ့ကလည်းတောင်ကြီးမြို့မိန်လန်တလျှောက်ရှင်ပြူလူရှင်များလှည့်လည်ခဲ့ကြပြီးပြူစောတီတွေကလုံခြုံရေးယူပေးခဲ့ကြောင်းမိန်လန်တလျှောက်မြို့ပတ်လှည့်လည်ခဲ့ရမှာငလင်ကြောင့်စောင့်အောင်ပျက်စီးမှုများရှိတဲ့အတွက်ယာယီပိတ်ထားရတဲ့ City Square Shopping Center ရှိသည့်လှည့်လည်ခဲ့သောကြောင့်မြင်တွေ့ခဲ့ရတဲ့ပြည်သူတွေကဝေဖန်ခဲ့ကြပါတယ်။ရှင်လောင်းလှည့်တာဘယ်ရက်ကွက်ကလည်းမသိဘူး။ပြူစောတီတွေကလုံခြုံရေးယူပေးထားတဲ့ စင်တွင်မြင်းတွင်နဲ့လှဲ့တာပြူတွေကပျောက်ကြားဝစ်စုံကိုလက်မောင်းပတ်တစိတ်ကမြန်မာနိုင်ငံမြေပုံပေါ်မှာအလံယောင်၃ခုခြေထားပြီးတောင်ကြီးနှစ်လို့တတ်ထားတယ်လို့ကိုရိုင်းမြင်တွေ့ခဲ့ရတဲ့တောင်ကြီးမြို့ဒေသခံအမျိုးသမီးကပြောပါတယ်။မတ်လ28ရက်နေ့ကငလင်လှုပ်ခတ်ခဲ့တဲ့နေ့ကလည်းတီးတော်ကြိုးကြပျက်စီးခဲ့ရတဲ့ဟိုပုံးမြို့ဟိုပုံးမွေတော်ဖျားရှိဝင်းတွင် အလူပြုတ်လုခဲ့ရမှာည10နာရီကျော်အထိအတန်ချစ်ဆက်တွေနဲ့တချင်းဖွင့်ကကခုန်ခဲ့ကြတဲ့အတွက်အနီးအနားမှာရှိတဲ့ဒေသခံများစိတ်အနှောက်အယှက်ဖြစ်ခဲ့ရကြောင်းသိရှိရပါတယ်။ အင်အားရေဂျစတာစကခုနှစ်တသမခုနှစ်အဆင့်ရှိသကိုင်းပြည့်ရွေကျော်ငလင်ကျောင်းမန္တလေးတိုင်းသကိုင်းတိုင်းအပါဝင်ရှမ်းတောင်အောင်ပန်းတောင်ကြီးနဲ့ညောင်ရွှေအင်းလေးဒေသတွေမှာပျက်စီးဆုံးရှုံးမှုများကြကြောင်းသိရပါတယ်။အဲ့ဒီဒေသတွေဟာအထူးသဖြင့်လူသေဆုံးမှု100နီးပါးရှိပြီးအင်ဂျီထောင်ကနန်းခန့်ပျက်စီးခဲ့တဲ့အင်းလေးဒေသကို နိုင်ငံအဖွဲ့မှပြည်သူများကလူသားချင်းစာနာထောက်ထားမှုများစွာနဲ့လာရောက်ကူညီရန်ကြိုးစားနေကြစဉ်ဒေသခံပြည်သူတို့ကယခုလိုပျော်ရွှင်စွာလှည့်လည်ပြခြင်းအပေါ်ဝေဖန်မှုများရှိနေခြင်းဖြစ်ပါတယ်ဒီတဲ့ရင်နဲ့ပတ်သက်ပြီးမက်ပန်ဆယ်လူမှလည်းငလင်တဲ့အုပ်ပုံတွေရှိမှမြို့ပတ်ပွဲခံရတဲ့အလှူတန်းတွေမြင်တော့ဒီနိုင်ငံကြီးကိုစိတ်ချမိတယ်လို့တောင်ဖြစ်သွားတယ်ဟိုးမိုင်ပေါင်းများစွာကအဝေးကလက်သေးစိတ်လက်ထိတ်နာနေတဲ့မအိတ်နိုင်မစားနိုင်ပူပန်ချီကွဲနေကြသူတွေကယူများနေကြလို့လား အေးဝဝအိတ်လိုက်အုံးမဲ့ဟဲ့လို့ဆောက်ရွက်တိုက်တွင်းမိတဲ့အတွေ့က9မိနစ်မကြပါဘူးကုကြပါကဲကြပါဆိုတာတွေကြအသက်ရှူကြက်လာရင်ငုတ်တုတ်ထထိုင်မိတယ်လူစိတ်ပါလာသူတွေအတွက်တီးတန့်ချင်းမြင့်ထားတဲ့ဝစ်ကြွေးမျိုးတွေဆိုပြီးရေးသားထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ